Wi-Fi ဆိုတာဘလို့လုပ်လဲဒီမေကွန်းကတော်တော်လူများစဉ်းစားကြတဲ့အရာတစ်ခုပါ BOT အနေနဲ့ပြောရမယ်ဆိုရင် Wi-Fi ဆိုတာကတော့အင်တာနက်ဆိုင်တဲ့ကိုလေထဲကလှိုင်း Radio Wave နဲ့ပေးပို့တဲ့နည်းပညာပါပြောလိုက်ရင်ညွှန်မှန်းချက်ကအရန်ရိုးရှင်းတယ်ကျိုးမဲ့နဲ့အင်တာနက်ဝင်ဖို့အတွက်တိစောက်ထားတဲ့စနစ်တစ်ခုပါရောက်တာဆိုတဲ့ကရိယာကအဓိကအခန်းကဏ္ဍထမ်းဆောင်တယ်လော်ရာကမူလအင်တာနက်ကြိုးကနေဒေတာကိုလက်ခံပြီးဒေတဲကလှိုင်းနဲ့ထုတ်ပေးတယ်ဖုန်းလက်တော့ Smart TV စတဲ့ဆက်တွေကနေအဲ့ line ကိုလက်ခံပြီး internet သုံးနိုင်တာပဲဖြစ်ပါတယ်။ Wi-Fi line အမျိုးအစားတွေအကြောင်း Wi-Fi မှာမျိုးစုံရှိပါတယ်။နှစ်တက်ပွိုင်းလေး GH line ကအကွာဝေးလာတဲ့နေရန်ကြုံနိုင်တယ်ဒါပေမဲ့အမြန်နှုံးနေတယ်။ငါ GH line ကမြန်တယ်ဒါပေမဲ့အကွာဝေးနေတယ်6 GH line က Wi-Fi 6E မီးပညာပါအမြန်ဆုံးပေမဲ့နေရန်တန်းကတ်တဲ့နေရာမှာပဲကောင်းတယ်။ line ပြည့်ရအကြောင်းရှင်းပြရရင် နေရန်တန်ကားလေကားမီကိုခန်းတွေလိုအရာတွေကဝက်ဖာလိုင်းကိုပိတ်နိုင်တယ်အဲ့ဒါကြောင့်တခန်းကနေပဲဝက်ဖာထုတ်ထားရင် နောက်ခန်းတွေဆိုင်နယ်လိုင်းကျတတ်ပါတယ်ဒီလိုခက်ခဲကိုဖြေရှင်းဖို့တော့ဤပညာအသစ်တစ်ခုရှိပါတယ်ဒါကတော့ mesh wifi system မှာအိမ်နဲ့ရုံးတွေမှာရောက်တာအများအပြားတက်ဆင်ပေးပြီးဆိုင်နယ်ကိုတနေရာလုံးညီညီမျှမျှပေးနိုင်ပါတယ် BOD အနေနဲ့ပြောချင်တာက Wi-Fi ဆိုတာတုံးရလွယ်တဲ့အပြင်မိပညာအထူးတုံးနည်းတည်ထားရင်ဆိုင်နယ်ပိုကောင်းနိုင်ပါတယ်။နီးနီးမှရှိရင်မျက်ဝေးသွားရင်နှီးဒါက Wi-Fi ရဲ့တဘာဝပါ။ဒါကြောင့်ပိုကောင်းတဲ့အင်တာနက်အတွက်ရောတာတက်နေရနဲ့ line မျိုးစာရွေးချယ်မှုကိုတည်ထားတာအရေးကြီးပါတယ်။အကျိုးရှိရင် follow လုပ်ခဲ့ပါခင်ဗျာ။